ဒါကမျက်စိဝေဒနာရှင်တွေအလုံးပေါင်းပေါင်းပေါင်းကျော်ခွဲစိတ်ထူထမ်းပြီးခဲ့တယ်။ခုနကျောင်းသားတွေကလေးတွေအယောက်300ကျော်စီကျောင်းသားတရားပါတယ်။ဖွဲ့ရတယ်ဆရာထားပြီးခဲ့တယ်။အနာကြီးယောဂတဲ့ပါ။ဒါကြီးယောဂတဲ့ဆိုတာကဘုန်းတော်မြတ်သားလေးကလူမှုပေါ့။နော်။အခုစကလုံးလာတာကအနာကြီးယောဂလူလူ။ အလူလေးစားလို့တမိုင်းတော့ပြောလိုက်လို့ရှိရင်လူတဲ့ကကူးဆက်တယ်သူတယောက်ဝင်ဆိုနောက်တယောက်ကူးဆက်ကူးဆက်တဲ့ကလည်းရှင်းဝဆင်းဝဒီလည်းမရှိတဲ့ခါလူပြီးဆိုရှင်မိဘဒီကောင်ကမစားဒီမထားဘူးပတ်လို့ပြတယ်ဆုတ်ပြတယ်တန်တော်ကတော့ကျွန်တော်တုံ့ပြန်ပါအဲဒီလူလူရဆုတ်လို့ရတုံ့ပြန်တော့မတ်တီချင်းဘောလာဘောစားဖို့တော့မီတောင်းနေစားတော့ချီပြက်တက်ပြက်တာလို့တော့အဲဒီ ညီမတို့ရစီရတာလည်းကျွန်တော်တို့တန်ယူဖယ်လိုက်တဲ့အခါသူတို့ထောက်ကျက်တော့တာထက်နေရဲ့အဲ့ဖွယ်လူရနဲ့ကြည့်တခါထောက်ကျက်တဲ့အခါထက်စီကားလာတဲ့အခါကိုလဲကူခုနဆရာပြောတယ်မယမ်းချောင်းဆိုရင်ကျွန်တော်အဲ့တော့နဲ့ကြည့်ရင်ဘုံလို့ပုတ်ပြန်အမှလူကောင်းရတဲ့စီးတဲ့လူကတိချမှတ်တဲ့ချင်းနေတဲ့တော့ကိုက်တဲ့လူကလည်းကိုက်တော့အမလို့အဲ့ရောက်သွားတယ်တော့အဲ့ရောက်မှနေတဲ့လူကအမလို့အတိတ်တော့ရတယ်တော်ရမှာ လေးတဲ့ကောလည်းပြေးဖို့အမှသူအလိုလိုချင်းပြန်ရလို့ရတဲ့ခလေးပြတယ်သူတို့လူရမသွင်းကြအောင်ကြောင်းဒီပိုင်းတက်ဖို့မပေးဘူးဟောဆရာကြီးတို့ဆရာချစ်ဆောင်ရေးဆောင်တွေ့တဲ့ဟာဘာသာရှိသိအဲ့ဆရာမရောက်နေအဲ့လိုဟုတ်ခရိယာဘာသာဝင်ရရောက်ပြီးတော့သူတို့အနာကြီးရောပါလေထောက်ပံထောက်ပံလို့သူတို့ဘာသာလဲတွေ့တော့အခရိယာရောက်တဲ့အချိန်သူတို့ထောက်ပံလို့တော့ဘာသာရေးစီယုံနေပါတော့ အဆရာရောက်တော့မှဆရာအဆရာချစ်တဲ့ဝန်ဆောင်ကြီးကိုဆရာပြီးတော့မှအဲ့ဒီအနာဒီရောအနေမှာဒီကွာပြီးတော့ဆရာကလည်းဥဆောင်တော့ကမြို့လူပိုင်းလူအဆောင်တွေမိသားစုစီးပွားရှာတယ်ဆိုရင်ဆောင်းမှာဒီနာဒီရောကနေတည်လည်းကိုမရချောင်းကြည့်အောင်ရှေ့ချောင်းပြပလိုက်တော့အဲ့ဒီဥရဆောင်တော့ဥအောင်ပြဆိုတဲ့ဆရာပြသွားပြီးတော့အဲ့ဒီနာဒီရောကနေဒုက္ခရောက်တဲ့ကိုနေဖို့ပြဆိုလို့တကယ်ကြီးအားယူတိမ်မောင်းနှောင်းဝဲကိုလုံးလုံးနဲ့နဲ့နဲ့ဆက်တော့ အလုံးစောင့်ဝင်သူတို့ပန်းကျင်မာလေးတကယ်ဟိုဘလိုဘုံတကယ်ကိုယ်ဉာဏ်ရည်ရည်ဖြာနေမယ်အစာပေးစွာဘုံနော်အဲ့ဒါလည်းဆရာအဲ့လိုအဲ့လိုတို့တော်မီးရအောင်လုပ်ပြလိုက်တယ်အဲ့လိုတို့တော်ပုံပြလိုက်လိခင်ပေးတယ်ဆရာနော်စောင့်ပြီးနောက်လာဒီအဲ့ဒီတော့အကြောင်းတက်ပုံများအကြောင်းတက်အကြောင်းတက်လို့ရအောင်အချိန်ကခုနမူလာလာနေပြီးတော့ထပ်တန်းကြည့်ဆရာကြောင်းရှောက်နေတာနော်အဲ့မှာအဲ့လိုတော့ကြောင်းနေတာကဘုဆိုတော့ တိုက်တီတာဘုံဘောကြောင့်တော့လို့ဖြစ်ပါတယ်နော်အဘောတော်ကအော်ဆရာရဲ့စာပေစွာနေတာနော်ဒီလေအတီးတို့ကရောတဲ့ပုံပုံနေတာနာကဲတဲ့နော်လက်ရှိနော်ဆွာဘလိုဆရာဆွာဘလိုလောက်နော်စာပေလာတဲ့ပုံပုံကအသိပညာရှိတဲ့ခါကျတော့လူတွေကိုဟောလို့ပြောလို့ဆုံးမသွင်းလို့ရတယ်ခုနစီအိုရတဲ့နားလည်းဘောဘောလို့ရတဲ့ခါကျကိုလုံးမဲ့ပို့တွေ့ချင်တယ်နော်ညာမို့အပေါ်ရေရောဆံမပေါ်လို့ရုပ်ပြပိုင်းပြီးဘောလို့ဒီစရာဆရာကြီးဆရာမိသားစုဆောင်းနေဆက်ပြီးတော့ ောက်ဆရာဆွာပြတော့အဖိုးလည်းအများကြီးလုပ်တော့ဘူးနော်။ညာအရာမှလို့ရှိရင်တရားဟောခြင်းတက်ပြတာမဖြစ်ဘူးဘာဖြစ်လဲ။ဒုက္ခတည်းတရားဟောတဲ့ပုဂ္ဂိုလ်နဲ့မဟုတ်ဘူးတာလာပြီလည်းဘာဖြစ်လဲ။ဟောလေ။ဘုန်းကြီးရောနေခဲ့တဲ့ရှားလေးရေစုကြောင်းဦးဇော်ဆရာကဘုန်းတော်ဆရာကဘယ်မှာစာရေးချစာကြရတဲ့တမန်တော်၃၀လောက်လို့လည်းအများကြီးလာလက်အလက်လက်မခံဘူး။မကျွေးနိုင်ဘူးလို့လည်းစောင့်ရှောက်တယ်။တော်ဝဲဆရာတို့ကဘုန်းတော်ရတို့ကလည်းဒီမှာ ဆောင်းရတဲ့ဘုန်းတော်ရောင်းတာအများကြီးဆိုရင်ခုနကပြည့်စုံလို့ကြောင်းအဲ့မှာဘုန်းတော်ရဲ့အသီးဆရာတော်ကစိတ်ဓာတ်ပုံရင်းနဲ့ဒီမှာစိတ်ဓာတ်ပြတဲ့ပုံရင်းမရှိတော့အဲ့ဆရာလေးဆရာတော်ကြီးကိုအခုညောင်းဆရာတော်ကြီးရတဲ့မှုတရားလေးပြတာကိုအရှင်မရှိရတဲ့တရားတော်ပြတယ်။တရားပြတဲ့ရင်းတာမှာနားလည်းခါမလည်းကြိုက်လို့ဘိုးရင်းသားကြီးကချက်ပင်ပြင်းဆရာတော်ကတပတ်တလန်စာတလိုက်ထုတ်တဲ့ကြားလေးကိုတရားလေးပြတယ်။တရားပြလို့ဆိုရင်တရားပြတဲ့ရင်းတာမှာတရားလေးမှာဟော အမေတရားပြနေတာကတော့မှလည်းကြည်ညိုလို့စားရည်လူစီလာလို့တော့လောကမှာလူကြောင်းလောကလည်းဘောရစားကြတယ်ဆိုတာဒုပရိသတ်ကစားတယ်လားလို့မရှိဘူးဣသရေလကြီးကလူတွေနဲ့ပါရအာမေပြေတော့ပြေးတယ်လူတွေဟောမှာဘောမှာရတယ်နိအကြမဆရာတော်နဲ့လည်းတန်ခါနဲ့လည်းတွေ့ချင်ပြီးလို့လည်းတရားရှင်းတာဖွင့်ပြောဟောပြောပြတာခုလိုရင်ဘာလို့ဖြစ်သွားလဲဆိုရင်ဆရာတော်ရင်းတိုင်းနဲ့20 30လောက်ဖြစ်သွားသူ့အတိကျွမ်းတဲ့ သူသွားတရားဟောပြောပြတာတွေမှာလည်းညားသွားတဲ့ခါကျတော့ဆရာတော်ကပြောလို့ရှိနေတာအင်ဂျီလေးမှ၆ကျော်လောက်ရှိရင်ကျွာကျွာလေးမှာတော့မတူဝင်သေးဘူးကိုရရောက်တယ်တန်ခါ၄ရာရှိတယ်ညအရာဝတီတစ်တိုင်းလုံးမှာတန်ခါအများဆုံးကျောင်းလိုက်တယ်နော်အဲ့ဒါပါလဲဆိုဆရာတော်ကြီးရဲ့ပညာရေးဆိုလို့ရှိရင်အကြီးအကဲတော့ဓမ္မစေဘုန်းတော်ဆိုဓမ္မစေပွဲများเนาะနောက်နောက်ဒေသနာကိုကြည့်လိုက်လို့ဆိုရင်တကယ်တော်ရတယ်နေပွဲနဲ့ အကုန်လုံးပြီနော်အဲအမဆရာတော်ကြီးရဲ့ခုနအာမနာပြုစိတ်တဲ့ပြောချင်တာကတရားဟောတရားပြန်လုပ်တဲ့လူတွေကြွပါနေတာကြတော့တရားမျိုးလက်ကျိုးမပြုစောက်တာအများကြီးလုပ်နေတာဘုရားကိုရင်းတို့တရားဟောတာဘာမလာပါလိမ့်မပါသေးဘူးလေလားလှုပ်ထားပုံနေတယ်နော်အခုကိုယ်ရင်းဆိုလို့ရှိရင်ဒါမျိုးလူတွေတရားပြုတယ်ဒါမျိုးဘယ်လိုလုပ်လဲသူအဲ့တရားလေးဟောတဲ့အခါကျတော့ဘယ်လဲဓမ္မပူဇာလေးရတဲ့အခါကျတော့ဘာလိုက်ကြလဲဘယ်လိုမလုပ်နိုင်ဘူးသူလုပ်တယ် အမှန်တရားကိုရှိရအကျိုးကျေးဇူးရမယ်အတိကပူလို့ရတာဆရာကိုင်းနေအတူပါလို့လည်းမတော်မြေလာတော်လို့လည်းမတော်မဟုတ်တယ်လို့ဆိုပူဆိုတယ်တော့အဖေါ်ရဲ့တဲ့ပိုးလို့လည်းအများကြီးလောက်ကောင်းတယ်အဲတော့ဘာလို့ကောင်းတရားဝဲကမှလည်းပါလေပါဠိပဒါလေးနဲ့ဆိုရင်းဝင်နေပြည့်တဲ့ကြောင့်လည်းပမာလို့လောက်ခါနော်အခုဆရာတော်ရဲ့ပြည့်တယ်တန်တာမောရောင်းရင်ဆရာမောလို့ရအောင်နော်တရားမော အဝနာလုံးလည်းပြိုင်ရလုံးလည်းစာတဲ့လုံးလည်းပို့ပြီးတော့ပြင်ကြဖို့လို့ရွာဆရာလေးကတော့တက်တယ်။သူဒီကစာလာချလို့ပြောလို့လုံးဘူးလို့ဘယ်တော့ဒီအောင်မြင်သွားလဲဆိုတော့တိုက်တန်းလာ၄၀ဆင်းကျော်ဆောင်းတော့တော့။ဆောကဆောကချင်တော့မှတလောက်လောက်ကျူးသွားဆောကမှလူတန်းစီအလောက်ကျူးသွား။အကိုဝင်ကြီးတော့ဆောကဘာလို့မရှိနေရဲ့မရှိဘူး။ကချင် တလားတလားတနည်းနဲ့စနေတစ်ညနဲ့လိုချင်လေးလောက်ဆောင်။အဲ့ဒါပါလေတော့ဆရာတော်ကြီးကအားဟောတယ်ခင်ဗျ။ဒီလေကျွန်းနဲ့ချင်းလက်ကြီးများလာခိုင်းတော့သူသာသနာပြုလုပ်နေတာကိုတူနေခြင်းလုပ်နေတာဟုတ်ပြီ။သာသနာပြုလုပ်ရမယ်လို့ဘုရားရတော်လို့ထားလို့။ဒါရဖို့တွင်ဒီဟာဖတ်အဘောပါ။နော်။ဘာလို့ခေါ်ရလဲ။ပါဇက်တော့မှာပါဇက်စာအဘောပါ။ပါဇက်ပြုလို့မလို့ဘုရားတော်ကပါဇက်လို့ပြစား ဖတ်မယ်နော်အဲဘုရားတရားဟောတာလေဝါဒနာပါပါဘာလို့ကြားဆရာမလို့နော်တော်ကဒီစာဖတ်မှလည်းလုံးဝမနော်စာဖတ်တဲ့ကမှာဘုရားကဟိုဆရာရဲ့ဆရာမလို့ကြံပေးရတယ်အိဖိုက်မလို့ကမကမမဆုဆောင်ဘုရားမဆုလည်းသူ့ဘဝနဲ့အုံ20ကျော်ရှိနော်အပြောအဟောလားဆိုရင်အမတ်သာကောင်းနော်တကယ်ခုနစာကောင်းပြောလို့ဖတ်လို့ရှိရင် အကောင်းတယ်လေးမှတ်ထားတယ်။ဟိုကိုပြန်ပြောရမယ်တော့ကောင်းတယ်ပြောရမယ်။ဆောပြောပွဲတွေတော့လည်းကောင်းတယ်လေးမှတ်ပါလေ။မှတ်ထားတယ်။လူလေးချင်းပြောရမယ်တော့အရာလေးပြောတာဘုန်းတော်လူစားတဲ့ကြောင့်ဒီမှာပြောလို့ရှိရင်သူတို့ထိနိုင်ပြီလည်းပဲဆရာတော်အတော်ထွာလေးမေတ္တာကောင်းတဲ့အရာလေးပြောတာ။အဲ့ဒါကိုဖတ်လိုက်ပါလားလို့ပြန်ပြောတာ။ဟုတ်တယ်။အဲ့ဒါကိုဟောကောင်းအပြောကောင်းအရေးကောင်းခြင်းဘာလို့အမတ်အတာကောင်းတာ။စာလဲပဲ။ပဲလဲမှာနော်။ ဘုရားရှင်ကိုယ်တော်ကြီးတို့ချက်လာမှာเนาะအဘိုးဘုရားတော်လေးပါတော့မူစာဝိရညာတော့ဖဏ္ဍာဘုရားဆက်ပြီးတော့ကျူစာရမယ်เนาะဘုရားရှင်ရဲ့အာရဏမဟာလာပြောပါအောင်ကျူစာပြီးတော့အဲဆန္ဒပြတ်เนาะအဲ့ဒီအချိန်နဲ့တရားဟောတရားပြတ်တယ်เนาะကျူစာပြီးတော့သန္တာပြီးတော့ဝင်ပြပြိုင်ရတော်ကြောင့်သူတို့ရဲ့ဆောင်ရွက်နိုင်တဲ့သာနာအာဇာနည်ပုဂ္ဂိုလ်များဖြစ်တဲ့ကြပါစေလို့ဘုရားဆန္ဒပြုတယ်ဘုရား ဘုရားရှင်ကိုဒီမှာသင်ပေးဤကုန်ကပဲဆုံးကြပါသည်သာဓုသာဓု